2025ရောက်နေပြီသင် online နဲ့ဈေးမဝတက်သေးဘူးလား ။ online နေဈေးဝယ်ပြီးအပြန်ဆိုင်တဲ့ဈေးသက်သာအောင် online မှာလျှော့ဈေးပေါက်ချတယ်ဘလို့အသုံးပြုရမလဲသိချင်တယ်ဆိုရင်ယခုဗီဒီယိုဆုံးအောင်ကြည့်လိုက်ပါ။ကျွန်တော်ဖုန်းတစ်လုံး16သိန်းတန်ကို73သိန်းနဲ့ရလောက်အောင်ရွေးပြီးဝယ်ထားတဲ့ဟာလေးလောက်ပြထားပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ Code Gaming ကနေပြန်လည်ကြိုဆိုပါရခင်ဗျာ။အင်းဒီနေ့မှာတော့ကျွန်တော်ကတော့ online မှာဈေးဝယ်ရင်ဘာပဲဝယ်ဈေးသက်သာအောင်ဝယ်တဲ့နည်းအမ်လျှော့ဈေးပေါက်ချတဲ့အသုံးပြုနည်းလေးကိုအမ်လောက်ပြပေးမှာဖြစ်ပါတယ်။ဒါကကျွန်တော် Lazada မှာဖုန်းဝယ်ထားတာ ဘက်12000ရှိတယ်။အမ်မြန်မာပြည်မှာဆိုပေါက်ဈေးက16သိန်းကျော်ရှိတယ်။ဒီမှာလာဇန်နာမှာ short sale voucher သုံးပြီးဝယ်ထားတာ3သိန်းလောက်ပဲကြာတယ်။3သိန်းလောက်တက်တာတယ်လို့ပြောလို့ရတယ်။ဖုန်းမှမဟုတ်ဘူး။ဘာပဲပစ္စည်းဝယ်ဝယ်အကုန်လုံးမျိုးဒီမှာဝယ်လို့ရချင်ဆိုဖုန်းနှလုံးဝယ်ထားတာ။ဒီမှာ12490ကို1190နဲ့ရတယ်။โอเคပြီးတော့ကျွန်တော်အဲ့တော့ voucher တွေဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ပြမယ်။အဲလောလောဆယ်5.5ဘာလပိုင်း9ရဲ့ဆိုတဲ့ campaign ရှိတယ်။အဲတော့ကျွန်တော်တို့ဒီထဲကိုအပေါ်ဆုံးအားလည်းပဲနှိပ်လိုက်မယ်5.5စီ โอเคဒီမှာပေါ်ချာလေးတွေပေါ်လာပြီပေါ်ချာပေါ်လိုင်းအကုန်လုံးကို call လေးလုပ်လိုက်ပါအဲ percentage show ရတဲ့ဟာရှိတယ်အဲဒါဆိုရင်အဲ19000အနည်းဆုံး19993ဘတ်သုံးရမယ်3100ဘတ် short စေရမယ်အဲတချို့ပေါ်ချာဆိုရင်လူရမ်းများတော့ဒီဟာဆိုရင်အဲလုံးဝမရှိတော့တဲ့ပေါ်ချာတွေရှိတယ်အဲ့တော့ပေါ်ချာတွေဆိုတာမြန်မြန်ယူမရမြန်မြန်သုံးလို့ရမယ်โอเคသေးသေးများပေါ်ချာအကုန်ယူထားလိုက်မယ်โอเคပြီးရင်ကျွန်တော်ထွက်လိုက်မယ်ပြီးတော့ကျွန်တော် channel နဲ့မှာ ဝယ်မဲ့ပစ္စည်းထည့်ထားတာရှိတယ်။အဲဒီကြေပေါက်ကတ်3 Okay check out နေလိုက်မယ်။ Okay ဒီမှာအဲ2900ကို short sale 3100ရရတယ်။ဘာလို့လဲဆိုတော့ဘတ်1999ဘတ်အနည်းဆုံးဝယ်တယ်ဆိုရင်3100ဘတ် short sale ရတယ်။ Okay အဲ့တော့ဒီပစ္စည်းအတောင်းအ2900ဆိုတော့အဲ1999ဘတ်ကျော်တယ်။အဲ့တော့ short sale 3100ပေါက်ချာကိုတောင်းလို့ရတယ်။ဒါကဟို creator CP အဲဟိုဘာဒီပိုင်းမိုက်ဒီပိုင်းအကုန်လုံးပါပြီးသား။ โอเคနောက်တစ်ခုစမ်းပြမယ်ဒီဒီကတော့အမ်ဒီဂျန်ပေါက်ကက်3ကိုဘတ်3900โอเคအမ်ဒီမှာဘောက်ချာကုတ်ကြတော့စောနာဒီ3.1 GB 3100ရှော့စီဘောက်ချာအသုံးလို့မရတော့ဘူးဘာလို့လဲဆိုတော့ပစ္စည်းတန်ဖိုးက19999ဘတ်အောက်နေပါလို့အတော့ကျွန်တော်ကဘာအသုံးလို့ရလဲဆိုတော့ဒီဟာအသုံးလို့ရတယ်အမ်2999ဘတ်20%ဘောက်ချာအသုံးလို့ရတယ်အဲ့ဒါဆိုရင်တော့အဲဒီမှာ short sale ကဒီမှာ1500ရရမယ် အကယ်၍ဆိုတော့ကျွန်တော်ဘောက်ချာထဲမှာဝင်ရွေးရတာတခုရှိတယ်အဘောက်ချာကုံသွားလို့အဘောက်ချာသာရမယ်ဆိုရင်ကျွန်တော်တို့ဘတ်တထောင်တန်အထက်ပစ္စည်းပါပဲဘောပဲအဲဘတ်နှစ်ထောင်လျှော့ဈေးနဲ့ရမယ်ကေပါပဲပေါက်ချာလေးလေဆိုတော့ဒီဟာပါ 2.1k ပေါက်ချာအဲ2100ရှော့ဈေးရမယ်ပတ်တောင်းအနည်းဆုံး3တာနဲ့ဒါပေမဲ့ဒီပေါက်ချာလူသုံးအရမ်းများတဲ့အတွက်ယူရရမ်းများတဲ့အတွက်မရှိတော့ပါဘူး run out ဖြစ်သွားပြီအဲ့တော့ campaign စပြီဆိုတာနဲ့မြန်မြန်စရမြန်မြန်ယူမှရမယ်ဒါပေမဲ့ပေါက်ချာယူတဲ့အချိန်ကဒီမှာ အဲသူရဲ့ဟောထောက်ပါတော့မနက်7:00နာရီပြီးတော့မနက်10:00နာရီည7:00နာရီရှိတယ်။အဲအချိန်မှာသူပေါက်ကြရည်နေလာတယ်။အဲဆိုရင်ပေါက်ကြရည်ယူထားလို့ရတယ်ပြီးရင်ကျော်စေးရအောင်ဝယ်လို့ရတယ်။ဒါလာစံတာပါ။အဲအကယ် shop ပြီးမှဝယ်မယ်ဆိုလည်းယခုတိုင်းဝယ်လို့ရတယ်။ campaign color တွေကလည်းချင်းတော်တော်များများအတူတူပဲဖြစ်ပါတယ်။အဲနောက်ဗီဒီယိုမှာတော့ Shopee ကနေ Shopee ပေါက်ချတွေယူတဲ့နေဝယ်တဲ့နေလေးကိုလုပ်ပေးပါမယ်။အားလုံးအားလုံးကျေးဇူးများရှိတင်ပါတယ်။